လောကမှာကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဟာအနှောင့်အယှက်တွေတွေ့ရတတ်တာများတယ်ပေါ့တိပ္ပိများဟာတခြားတိပ္ပိနဲ့ပုံပြီးတော့မြင့်လို့ရှိရင်လေတိုက်တာပူခံရတယ်လို့ပဲလောကရဲ့အလယ်မှာမြတ်စွာဘုရားအလွန်ထင်ပေါ်ကြောကြားတော့စိတ်ကောင်းနှလုံးကောင်းမရှိတဲ့ပုဂ္ဂိုလ်တွေရဲ့မလိုမုန်းထားပြောဆိုမှုကိုခံရဆုံးပဲလို့သူတို့ဆိုအောင်အဲ့တော့တမန်ပုဂ္ဂိုလ်တွေခံရတာဘာဆိုလို့မလဲ ပြောပတ်လောက်တာမဟုတ်ဘူးမြတ်စွာဘုရားသခင်ကိုရမြတ်တည်ပင်လေတရဝရရဲ့ကျူးစီပါကိုဆောင်ရွက်နေတဲ့အချိန်မှာလူသားတွေကဆန့်ကျင်မဲ့လှုပ်တဲ့လူတွေရှိသလိုနတ်တွေကလည်းပဲဆန့်ကျင်မဲ့လှုပ်တဲ့နတ်တွေရှိကြတာအဲ့တော့မြတ်စွာဘုရားရဲ့ဘဝတလျှောက်လုံးမှာမနက်ကဆန့်ကျင်ပဲလုပ်ပြီး အမြဲတမ်းနှောက်ရှက်မှုတွေကိုပေးတာ ာရတန်ယုတ်ဆိုရက်မှတ်တမ်းတင်ထားတဲ့တယုတ်ရဏိကေလာကျမ်းတစ်ကျမ်း25တုတ်ကိုမှတ်တမ်းတင်ထားတာဒီရက်ပို့ပြီးတော့လဲရှင်းနိုင်တယ်ပေါ့နော်